တိဒီချင်းမိတ်ဆွေတင်ခဲ့ခြင်းတို့အလုံးပဲမင်္ဂလာပါဗျာပျော်ရွှင်စွာသတင်းကျုပ်ကာလဖြစ်ကြပါစေလို့မိတ်ဆွေတို့ယနေ့တောင်ပေါ်စီဒီမူရိုးနဲ့ပတ်သက်ပြီးတော့မူလေးတစ်ခုစိုက်ကလေးတစ်ခုကနေပြီးတော့ကစားပြသွားမှာပါဒီမူလေးကမိတ်ဆွေတို့အတွက်အကောင်းဆုံးထောက်ပံ့ဖြစ်နိုင်မယ်လို့ယုံကြည်ပါတယ်မိမိတို့ရဲ့အသိဉာဏ်မိမိတို့ရဲ့အတွေ့အကြုံ မိမိတို့ရဲ့ဗဟုသုတနဲ့လည်းပဲထပ်ဆင့်ဖြည့်ဆွက်ပြီးတော့တွက်ချက်ကစားနိုင်ပါစေဆန္ဒပြုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့2025ပေါ့နော်2025ရဲ့18ချိန်မှာ2025ရဲ့18ချိန်မှာပြီးခဲ့တဲ့2025 18ချိန်မှာ TV မှာခွန်ကို9တက်ဆိုပြီးတော့အထိုင်းတူเนาะနေရာတူပေါ့เนาะခွန်ကို9တက်ဆိုပြီးတော့ရေးလိုက်တယ် ခွန်ကိုငါတက်လို့ရေးလိုက်ပြီးလဲပြီးတော့ဒီမှာမန်တောင်မှာသုံးလို့ဆိုပြီးတော့လာပြီးတော့ထည့်ထားတယ်ဒီခွန်ကိုငါတက်ဆိုပြီးတော့မာလေးလုံးရေးပြီးတော့မန်တောင်မှာသုံးလို့ထည့်တဲ့ဥစ္စာကတမူတဆိုင်တည်းရှိပါတယ်အဲ့ဒါကတော့2025ရဲ့အဲ2025 25မှာ18ကြိမ်မှာတခုရဲ့2021ကဘောနော်2021ကရှစ်ကြိမ်မှာဘောနော်တကြိမ်ရေဘောနော်အဲ့ဒါနှစ်ကြိမ်ပဲဖြစ်သေးပါတယ် ဲ့တော့ဒီမှာခွန်95 1မန်တော်မှာ3လို့ဆိုပြီးလာထည့်ထားတာ2021ရှစ်ကြိမ်မှာဖြစ်ခဲ့ပါတယ်အဲ့လိုဖြစ်ခဲ့ပြီးလဲပြီးတော့ဒီမှာ82လို့ဆိုပြီး margin ထောက်လိုက်တယ်အဲ့82လို့ margin ထောက်ပြီးလဲပြီးတော့ဟာမှာ20ခွန်အတွဲလိုက်နေเนาะ20ခွန်အတွဲလိုက်နေသူကဟိုတစ်ပရိတ်ကိုကစားသွားခဲ့တယ်ဒီတစ်ပရိတ်ကဘယ်ရကစားလဲလို့ဆိုလို့ရှိရင်เนาะဒီ9နှစ်3ညပေါင်းကြီး1ဒီမှာ9 9နှစ်ပေါင်းကြီး6 6 power tip break ဆိုပြီးလည်းပြီးတော့ဒီမှာ20ခွန်အတွဲနဲ့နှစ်ခွန်နှစ်ဆို break တွေခစားသွားခဲ့တယ်ဒီလိုပဲကျွန်တော်တို့ပေါ်တော့ဒီဟိုတဲ့2025ရဲ့18ချိန်မှာဆိုလို့ရှိရင်လည်းပဲတော့ဒီမှာခွန်95တက်လို့ဖြစ်တဲ့မှန်တောင်3လို့ထည့်လိုက်ပြီအဲ့လိုထည့်ပြီးတာနဲ့ဒီမှာ83လို့ဆိုပြီးတော့ marketing ထောက်လိုက်တယ်ဒီ marketing ထောက်လိုက်တဲ့83ကနေပြီးတော့8နဲ့ခွန်နဲ့ဒီအတွဲလိုက်ပါပြီးလည်းပြီးတော့ခွန်ရှိကိုပေါင်းကြီး4 6ပေါင်းကြီး9 9 power 4 break ကို 89အတွဲနဲ့ပြီးခဲ့တဲ့2025 18ကြိမ်မှာ အောင်အောင်မြင်မြင်ကစားပြီးသွားခဲ့ပါပြီเนาะအဲ့တော့အခုချိန်မှာဆိုသူတို့ဘာလို့ဆက်ကစားမလဲဘာလုပ်မလဲလို့ကျွန်တော်တို့တစ်ချက်ကြည့်လိုက်အောင်เนาะ2025 2021ကရှစ်ကြိမ်မှာဘောเนาะဒီလို29လို့ marketing ထောက်ပြီးလိုက်ပြီဒီနှစ်ခုအတွဲပြုံးနေ break တွေကစားသွားပြီဒီမှာ break ထပ်ရိုက်နေတာလားပထမဦးဆုံးတွေးလို့ရတဲ့အတစ်ချက်ရှိတယ်အဲ့တော့မှမဟုတ်လို့ရှိရင်ဒီမှာဒီမှာဖြစ်ထားတဲ့53 8 ဒီ53ဆိုတဲ့ရှေ့ကိုဒီမှာအမောင်ခွင်းအောက်ဆုံးတန်းမှာ13ညခွန်ရှင်းနဲ့ဖြစ်ပြီးလဲပြီးတော့တစ်လိုတန်းလိုက်တယ်နော်တစ်လိုစောင်းလိုက်တယ်ပေါ့နော်အဲတစ်စောင်းထားတဲ့ဥစ္စာကိုလည်းတွေ့မှာပါအဲ့တစ်ကနေပြီးစောင်းပြီးလဲပြီးတော့ဒီမှာနော်2021ရဲ့6ချိန်မှာတောင်ပေါ်တရိကန်အောက်သုံးလုံးပေါ့နော်အပေါ်အပေါ်ချွန်းထိတ်တရိကန်ထိတ်ကိုဖဲထားပြီးအောက်က89ဒီသုံးလုံးဟာတစ်ကန်နောက်က8လို့လာထည့်တယ်အဲ့ဒီ8ကိုပဲဒီမှာ62နဲ့တခါထပ်ပြီးတော့လာစားမှန်တောင်းတယ် ရှစ်လို့ဖြစ်လိုက်ပြီးလည်းပြီးရောအဲ့ဒီရှစ်ကိုစာညကဲရှစ်နှလုံးပေါင်းခြင်းရှစ်ဒီပထမမှန်လာစားမှန်တောင်53ကို53လို့ပြန်ထည့်ပြီးလည်းပြီးရောရှစ်နဲ့ထည့်ထားတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်နော်အဲ့လိုပြီးလည်းပြီးတော့ဒီမှာခွန်ကိုငါတစ်ကနေပြီးဒီမှာခွန်ဆိုတဲ့ဥစားကိုနော်အဲ့ဒီခွန်ကိုဒီမှာခွန်လုံးလှမ်းတင်လိုက်ပြီးလည်းပြီးရောအဲ့ခွန်ကအလဲတိုင်းပါဘိုင်းကစားတယ်ကစားပြီးလည်းပြီးဒီခွန်ကိုဒီမှာ ကျွန်းဒရိကန်ထိတ်မှာခွန်လိုလှမ်းတင်လိုက်ပြီးတောင်မဒရိကန်ထိတ်မှာခွန်လိုတင်ပြီးတော့အဲဒီမှာဒီပေါ်တော့ဒီပရိဘတ်ဘုံခင်းမှာသူ့ရဲ့နတ်ခတ်တုံညကိုဘုံခင်းလိုက်ပါတယ်။ဟောဒါသူ့ရဲ့မာကင်လေးတွေပေါ့နော်။ဒီမာကင်လေးတွေထောက်လိုက်တာကိုတွေ့တယ်။နောက်ပြီးလဲပြီးတော့ဒီမှာကျွန်တော်တို့တုံညပါပါငါအဲ့ငါကိုဒီမှာမလေးရှားရဲ့မလေးရှားအပေါ်ဝဲမှာတုံညတုံညပါပါငါငါပါပါတုံညလို့ဆိုပြန်ထည့်လိုက်ပြီးတော့နော်ငါတုံည prime ဖွဲ့သွားတာကိုကျွန်တော်တို့ တွေ့ရပါတယ်ဒီလိုတွေ့သလိုပဲကို2025ရဲ့2025ရဲ့ဒီ16ဂျိန်မှာဆိုလို့ရှင်ရောဒီခွန်ဟုတ်မှာเนาะဒီမှာခွန်လို့လှမ်းတင်လိုက်ပြီအဲပထမဂျိန်မှာเนาะဒီမှာခွန်လို့အဲခွန်ကိုခွန်လို့လှမ်းတင်လိုက်ပြီအဲခွန်ရဲ့နှက်ခတ်တုံညောက်ဒီမှာပရိပတ်ပုံခင်းမှာထည့်ထားလိုက်ပြီအဲ့လိုပဲဒီမှာကြီးเนาะဒီမှာဒီ23ပေါင်းချင်း9ကိုတမ အမောင်ခွင်းရဲ့အောက်သုံးလုံးက3 4ရှစ်ပေါင်းကြီး9တဲ့အဲ့9ကို3လို့စောင်းလိုက်ပြီးသွားပြီ3လို့စောင်းပြီးရတယ်ပဲနေတဲ့ဒီမှာ3ညာ9 6နဲ့9ပြီးလေပြီးရောအဲ့ဒီ9ကိုဒီမှာ88နဲ့9ထားတယ်နော်ဒီလာသားမန်တောင်88နဲ့9ထားပြီးလေပြီးရောမူရင်း23ကိုဒီမှာ23လို့ပြန်ထည့်ပြီးလေပြီးရောသူ့ရဲ့ marking မှန်ကန်တာကိုပြသွားတယ်နောက်ပြီးလေပြီးရောဒီမှာ TV မှာ61လို့စောင်းလိုက်ပြီးလေပြီးရောအဲ့ဒီ ticket power 6ကိုမလေးရှားအပေါ်မှာ ဖွဲမှာတင်လိုက်တဲ့အတွက်ကြောင့်မလို့616ဆိုပြီး try ဖွဲ့ပြီးတော့လှလှပပမာကင်ထည့်သွားပြီပေါ့နော်ဒါဆိုသူဘာကလို့ကစားမလဲဘာကစားမလဲဆိုတော့ကျွန်တော်တို့ကြည့်လိုက်ရအောင်ဒီလိုရိုက်တဲ့နေရာမှာကျွန်တော်တို့ပြီးခဲ့တဲ့ပင်တော့ကတော့တစ်ဘရိတ်ကိုတို့တစ်ဘရိတ်ထက်သလားဒါဆိုဟိုမှာလေးဘရိတ်ကိုလေးဘရိတ်ထက်မလားလို့ကျွန်တော်တို့တစ်ချက်တွေးစရာရှိတယ်ပေါ့နော်အဲ့ဒါမှမဟုတ်လို့ရှင်ဒီ53ရှစ်ကိုဒီလိုရှစ်တယ်ဒီလိုတစ်တယ်တစ်ပြီးတော့ဒီမှာပြန်ပြီးရှစ်ထားလိုက်ပြီး အရှိကိုပဲဒီမှာရှစ်ထားလိုက်ပြီးလိုက်ပြီးရှင်နှလုံးပေါင်းဒီမှာစာညက်ရှင်နှလုံးပေါင်းရှစ်လို့ပြလို့အရှိအနက်ကတစ်ပရိရိုက်တာလားလို့ဆိုပြီးဒီလိုကကျွန်တော်တို့တွေးရတော့မယ်နော်တော့ break လေးလားသူက break တည်းလားဒီမှာတော့ break တည်းလားတစ်ချက်ထပ်တူကြပါတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ခုလက်ရှိပင်မှာဘယ်လိုလာအောင်လဲလက်ရှိပင်လဲကြာလဲကြာတော့ဒီမှာဒီ lay break ကို break ထပ်ရိုက်မလား break လေးပေါ့နော်အဲ့လိုမှမဟုတ်လို့ရှိရင်ဒီ nga ဒီမှာ nga လို့တန်းတယ်3လို့စောင်းတယ် ဓမ္မငါးလို့ပြန်ထည့်ပြီးငါးလို့ခွန်ရှင်းတဲ့လာစားမန်တောင်ထည့်တယ်ရှင်နှလုံးငါးလို့ဖြစ်လိုက်လို့အဲ့ဒီငါးဒီငါးရဲ့နှက်ခတ်၃ break ရိုက်ဖို့ရှိနေတာကိုကျွန်တော်တို့တွေ့ရပါမယ်ဟိုမှာ၅တုံညကို၅တလုံးပိုင်ရိုက်လို့ဒီမှာလည်းပဲတစ်တလုံးကိုပိုင်ရိုက်မလားဒါမှမဟုတ်67အထိရိုက်မလားဆိုတဲ့အဟာကိုကျွန်တော်တို့ထပ်ဆင်တွေးရမှာပေါ့နော်အဲ့လိုပဲဟိုဘက်မှာတော့29ကိုဒီဘက်မှာလိုက်လာခဲ့တယ်လို့ပေါ့နော်ဒီမှာ ဘက်ကီးဖြစ်တဲ့ဒီ20ခွန်မာကင်သည်ဒီမှာလဲကစားလာပြီးတော့ဒီ20ခွန်ဒီဒီကိုလိုက်လာခဲ့သလိုနော်ယခုပွဲမှာလဲဒီ83ကနေပြီးတော့ဒီပွဲကိုလိုက်လာဖို့ရှိတယ်လို့ကျွန်တော်တို့မြင်ရပါတယ်နော်အဲ့လိုမြင်ပြီးတဲ့အခါမှာဆိုဟုတ်ပြီဒါဆိုလို့ရှင်ကျွန်တော်တို့ဒီမှာဘယ်လိုကစားမလဲဂိုင်ကောင်းပြီ break 4နဲ့ break 3ကိုကျွန်တော်တို့တွေ့နေပြီဒီ break 4နဲ့ break 3မှာဘာကိုကစားမလဲဘယ်ကနန်းနဲ့ကစားမလဲလို့ကြီးလိုက်တဲ့အခါမှာနော် ဒီခွန်96ကိုဝမ်းချင်းရိုက်မလား23တစ်ကိုဝမ်းချင်းရိုက်မလားလို့တွေးစရာဖြစ်လာခဲ့ပြီ။ဘာကြောင့်တွေးလဲဆိုလို့ရှိရင်ဒီမှာတော့ကတော့တော့ဒီမှာခွန်96ကိုဝမ်းချင်းရိုက်တယ်လို့93ခွန်ကိုလည်းပဲသူဝမ်းချင်းရိုက်လာခဲ့တယ်။နော်ဝမ်းချင်းရိုက်လာခဲ့တယ်လို့ဒီမှာခွန်96 91ကအပြီးပါလာတယ်ကစားသွားတယ်လို့လည်းဒီလိုတွေ့ရတယ်ပေါ့နော်။ဒါကြောင့်မလို့ဒီမှာမန်းတော့ဒီမှာဒီ6ခွန်96ဆိုတဲ့ဥစ္စာကိုသူကခွန်96နဲ့ထည့်တယ်လို့ဟိုကတော့6ခွန်96ကို6ခွန်96နဲ့ เนาะเดပြန်ထည့်ထားတယ်ပေါ့เนาะဓမ္မ609ကိုဓမ္မကျွန်တော်တို့ဓမ္မ609 96နဲ့ထည့်ထားတာဖြစ်တဲ့အတွက်ဒီ96ကိုဝန်ချင်းကစားမလားဓမ္မမဟုတ်2 3 1ကိုဝန်ချင်းကစားမလားဓမ္မမလို့ဒီနှစ်ခုလုံးနဲ့ပဲဆက်ပြီးကစားမလားဒါတွေးစရာတွေပေါ့เนาะအဲ့တော့ကျွန်တော်တို့ဒီနေ့မှာကဏန်း3ချက်ထုတ်မယ်ဆိုလို့ရှိရင်96ကိုဝန်ချင်းတယ်ဆိုလို့ရှိရင်အဲ့အဲ့မှာတစ်ခုရှိတဲ့ဥစ္စာက96ကိုဝန်ချင်းနဲ့ကစားမယ့်နေရာမှာတဲ့ဒီ3ည4ခွန်ပေါင်းကြီး1ပေါ့เนาะ ဒီတစ်ကက်ပါဝါနောက်နှလုံးပေါင်းကြီး6ဆိုတဲ့ဥစ္စာရှိလို့เนาะဒီမှာ354ပေါင်းကြီးနှစ်နှစ်ကက်ပါဝါနောက်နှလုံးပေါင်းကြီးခွန်လို့ဆိုပြီးသူကစားဖို့ရှိပါတယ်သူကစားဖို့ရှိတဲ့အတွက်ကြောင့်မလို့ဒီခွန်ကဒီတစ်ချက်တဲ့အထောက်နဲ့ကျွန်တော်ယူတာမဟုတ်ဘူးเนาะเนาะအခြားကလန်ဒါကြီးရှိတယ်တခြားမူထောက်ကလေးတွေရှိတယ်ဒီမူထောက်ကလေးတွေကြောင့်ယူလိုက်တာပါအဲ့ဒီနှလုံးပေါင်းကြီးခွန်နောက်နှလုံးပေါင်းကြီးခွန်နဲ့ကစားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီခွန်96ဝမ်းကျင်းကိုကစားဖို့က83အထိနဲ့ ကစားမယ်ဆိုရင်6 9 8ဆိုတယ်6 8 9ဆိုတယ်ဒီကဏ္ဍလေးကနော်ကဏ္ဍတစ်ပေါက်အနေနဲ့လှလှပပထွက်လာပါလိမ့်မယ်နောက်နှလုံးပေါင်းခွန်လည်းဖြစ်မယ်ဝမ်းချင်းလည်းကြိုက်တယ်အဲဒီ6 1လည်းထိတယ်နောက်ပြီးတော့3 8လည်းထိပြီးတော့6 8 9ဆိုတဲ့ကဏ္ဍလေးကအမတန်လှလှပပနဲ့ထွက်လာမှာကိုကျွန်တော်တို့တွေ့ရပါတယ်အဲဒီကမှဒီမှာခွန်9 9တစ်ကိုအပြီးကစားမလို့မဟုတ်တော့ဒီမှာအဲခွန်9 9တစ်ကိုအပြီးကစားပြီး9 9လို့ရိုက်တယ်လို့ ။နော်ဒီမှာလည်းပဲခွန်ကို၅တစ်ကိုပြီးကစားမယ်ဆိုရင်တစ်ခွန်၅ဆိုတဲ့ကဏန်းလေးကရန်ခွက်ဖြစ်လာနိုင်တယ်လို့နှစ်သုံးတစ်ဆိုတဲ့ဝမ်းကြိတ်လေးနဲ့ရှစ်နှစ်သုံးဆိုတဲ့ကဏန်းလေးကလည်းပဲနော်ရှစ်နှစ်သုံးဆိုတဲ့ကဏန်းလေးကလည်းပဲဒါအရန်ဖြစ်လာမှာပါ။အဲဒီထက်ပိုရန်ရင်တော့၃တစ်ကိုဆိုတဲ့ကဏန်းလေးကိုလည်းရန်လို့ရပါသေးတယ်။နော်ဒီလိုရန်ပေါက်တွေရနေပြီးတော့မိတ်ဆွေတို့အတွက်ဟိုထပ်ပြီးတော့လှလှပပကဏန်းလေးတွေထွက်လာနိုင်ပါသေးတယ်။အော်ဒီကဏန်းလေးတွေကလှလှပပမဟုတ်ဘဲနဲ့689ကဘလို့ကြောင့်ထပ်ထပ် ပြီးတော့လှလပပဖြစ်လဲလို့ဆိုရင်နောက်တစ်ခုကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီမှာကျွန်တော်တို့2025ရဲ့16ချိန်မှာဒီမှာဒီ9ခွန်3ညဆိုပြီးတော့နှစ်ဖြစ်တယ်အဲ့နှစ်ကို2လေးရှင်းနဲ့နှစ်နှစ်ခါ4လို့ဆောင်းလိုက်ပြီးတော့ break လေးရိုက်လာတယ်နော်ဒီမှာလည်းပဲ16ချိန်မှာဒီမှာ3 9 3ညနဲ့နှစ်ဖြစ်တယ်2လေးရှင်းနဲ့4လို့မူသေးဖြစ်ပြီးတော့ break လေးရိုက်လာခဲ့တယ်အဲ့ဒီ break လေးရိုက်ပြီးတော့ဒီမှာ136ပေါင်းကြီး30ကိုဒီမှာ19နဲ့30တဲ့ 64နဲ့တဆဲပြီးလိုက်ခွန်3နဲ့ထပ်ပြီးတော့ခွာပြီးတဆဲလိုက်သေးတယ်အဲ့ဒီနေရာမှာဒီ64ဆိုတာကအတွဲပြုတ်ဒီမှာကစားသွားတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့လိုပဲဒီမှာ16ဆိုတဲ့ပေါင်းခြင်း4ကိုဒီမှာ4လို့ဖြစ်လိုက်ပြီး86နဲ့4လို့ခွာလိုက်ပြီး95နဲ့ထပ်ခွာလိုက်တာဖြစ်တဲ့အတွက်ဒီမှာ64တိုင်းကစားမယ်ဆိုရင်86ဆိုပြီးတော့အတွဲလေးလာပြီးတော့ကစားဖို့ရှိနေတာကိုမိတ်ဆွေတို့အားလုံးမြင်ပါပါ ဒါကြောင့်မလို့ဒီနေရာမှာကျွန်တော်ဟောတော့အားလုံးအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဒီ689ဆိုတဲ့ကဏန်းလေးကိုတော့ခွန်96ဝန်းကျင်ရဲ့နောက်နှလုံးပေါင်းချင်းခွန်ရဲ့68ဆို69ဆိုတဲ့ကဏန်းလေးကိုအကောင်းဆုံးရွေးချယ်လိုက်ပါတယ်။ကျန်တဲ့ဒီ site ဒီမူတွေကနေပတ်သက်ပြီးမိတ်ဆွေတို့အတွက်တခြားထူးခြားမဲ့ကဏန်းမျိုးလေးပေါက်ကွက်ကဏန်းမျိုးလေးထပ်ပြီးမြင်အောင်မဲ့တွေ့အောင်မဲ့ဆိုရင်တော့ကဲမြင်တယ်လို့တွေ့တယ်လို့အတုံးချလိုက်ကြပါလို့ပြောရင်းနဲ့အားလုံးမင်္ဂလာပါ ကိုစိတ်ချမ်းမြေ့ကြပါသည်